ျွန်တော်တို့ဘုရားသားသမီးတွေအနေနဲ့ပေါ့နော်လူတိုင်းလူတိုင်းရဲ့အတ္တတာအတွက်လည်းဖြစ်ပါတယ်ယူတတ်ရင်ကျွန်တော်လူဘဝကြီးမှာစိတ်နှလုံးကအလွန်ပဲအရေးကြီးပါတယ်နှလုံးဒီအတ္တရဲ့အခြေအမြစ်လို့ပြောထားပါတယ်အဲယနေ့အထူးတော့လူများတတိမထားမိပဲနဲ့ပေါ့နော်အဲ့ဒီနှလုံးသားထဲမှာမကောင်းတဲ့စိုးညစ်တဲ့အမိုက်တရိုက်တွေထည့်ထားမိတဲ့အခါမိမိရဲ့စိတ်နှလုံးသားကလည်းစိုးညစ်တဲ့မိုက်တရိုက်တွေနဲ့ပြည်ပြီးတော့အသက်တာလှပမှုကိုရုတ်ရော့သွားစေ စိတ်နှလုံးရဲ့အလှပျက်စီးသွားတယ်လို့ပြောရမှာပေါ့အဲ့လိုမျိုးတွေတော်တော်များများကတတိမထားမိလိုက်ကြဆိုတော့ကိုတွေ့ရတယ်ဒီစိတ်နှလုံးမှာဝင်ပေါက်တွေအများကြီးရှိတယ်ဗျအဲ့ဒီစိတ်နှလုံးမှာဝင်ပေါက်တွေကဘယ်ကနေဝင်လာလဲဆိုမျက်စိကနေလဲဝင်နိုင်နားကနေလဲဝင်နိုင်ကိုဘာကိုကြည့်နေတယ်လဲအကြည့်တဲ့အရာကအကြည့်တဲ့အရာကမကောင်းတဲ့အရာဖြစ်နေအဲ့မကောင်းတဲ့အရာကစိတ်နှလုံးသားထဲမှာဝင်ရောက်ပြီးတော့အဲ့ဒါကလူရဲ့အတ္တတစ်ခုလုံးကိုလိုက်စားသွားတယ်ဆိုတာကိုတွေ့ရတယ် တချို့ကကြားတယ်ကြားတယ်ကြားတယ်နားထောင်တယ်အဲ့နားထောင်တဲ့အရာကိုကိုကမကောင်းတဲ့အရာနှစ်သက်မိသွားရင်မကောင်းတဲ့စကားတွေနှစ်သက်မိသွားတယ်အထူးသဖြင့်ပြောမစင်အတင်းဖြင်းစကားမိမိကအသက်တာကိုလည်းမတီးဆောက်ဖဲသူတစ်ပါးကိုလည်းတီးဆောက်တဲ့အရာမဟုတ်ဖဲနဲ့အကျိုးနယ်သောစကားတွေပေါ့နော်မကောင်းတဲ့စကားတွေကြားပြီးတော့ဟိုဘာမှအကျိုးမရှိတဲ့အရာတွေပေါ့ပြောမစင်လူပွားကြီးမှာဒါကြားလို့ဘာမှအကျိုးမရှိအဲ့တော့နေရာပေးရင်လေမြေစိတ်လုံးသားတယ်မှာအဲ့ဒီမကောင်းတဲ့အရာတွေကနေရာရပြီးတော့စိတ်နှလုံးသားကပျက်စီးပြီးမကောင်းတဲ့အရာတွေနဲ့ လူတွေကတတ်တာထဲမှာလွမ်းမိုးခြင်းခံနေရတယ်ဆိုတာကိုတွေ့ရတယ်။အဲအထူးသဖြင့်တို့တက်နေတဲ့ကာလမှာကျွန်တော်ဗီဒီယိုတွေကြည့်တဲ့အခါဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အခုဆိုရင်အလွယ်တကူပေါ့နော်။ဟိုလောကကြီးကလည်းအဲ့လိုဆွဲဆောင်နေတာ။မကောင်းတဲ့အရာတွေကိုကြည်ရှုမိပြီးတော့မကောင်းတဲ့အရာတွေနေရာပိတ်မိသွားရင်စိတ်နှလုံးကညစ်ညူးသွားတယ်ဆိုတော့တွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ကတော့ပြောမယ်ဆိုရင်မကြားတဲ့အတန်ကိုမကြားစေတာအကောင်းဆုံးပဲမမြင်တဲ့အရာကိုမမြင်တာအကောင်းဆုံးပဲ အာတချို့အရာတွေပေါ့နော်အသိအဖြစ်လေးအာတချို့အရာတွေကြားပြီးမှစိတ်ပူထိခိုက်ရင်ဒီဆောက်ဆရာမဖြစ်ဘူးအဲ့တော့မျိုးလေးဆိုပိတ်ထားလိုက်တာကောင်းတယ်မမြင်သင့်တဲ့အရာကိုလည်းမမြင်တာမမြင်တာကပိုကောင်းတယ်နော်တတိထားမိလားမသိတချို့အရာတွေဘာမှမသိခင်မှာဘာမှမဖြစ်ဘူးဘာမှမမြင်ခင်မှာဘာမှမြင်လိုက်မှအဲ့မှာဖြစ်လာတယ်စိန်လုံးသားတာတချို့အရာတွေမကြားခင်မှာဘာမှမဖြစ်ဘူးမကြားတဲ့နဲ့ကြားလိုက်မှစိန်လုံးသားတယ်မှာဖြစ်ပေါ်လာတယ်ဘောသားနဲ့ဆိုင်တဲ့အရာဒါလူရဲ့စိန်လုံးသားကိုထိခိုက်စေဆိုတာကို တွေ့ရတယ်။ဒါကြောင့်ကျွန်တော်ယုံကြည်သားသမီးတွေအနေနဲ့ဖခင်ခင်ကြားစေလို့တော့နှုတ်ကပတ်တရားစကားတွေကိုပဲကြားပြီးတော့နှလုံးသွင်းတာအကောင်းဆုံးပါပဲ။ဖခင်ခင်မြင်စေတော့အရာတွေကိုပဲကြည်လာအကောင်းဆုံးပါပဲ။ဘယောက်ကိုကိုယ်ချင်းနဲ့ဆိုင်တဲ့အရာတွေနှုတ်ကပတ်တမန်တရားနဲ့ဆိုင်တဲ့အရာတွေဖခင်ခင်မျက်မှောက်ပြုခြင်းနဲ့ဆိုင်သောအရာတွေအားလုံးကလည်းကြည်ရှုခြင်းသာလဲမိမိရဲ့စိတ်လုံးသွားတဲ့အကောင်းဆုံးဖြစ်ပြီးတော့ စိတ်နှလုံးကပြောင်းလဲခြင်းနှုတ်ကပတ်တော်များများကြားနှုတ်ကပတ်တော်စိတ်နှလုံးသားတဲ့ရောက်မှာအဲ့နှုတ်ကပတ်တော်ရဲ့စိတ်သဘောကအထဲတဲ့ရောက်နှုတ်ကပတ်တော်ဆိုင်တဲ့အရာများများမြင်တွေ့တဲ့အခါကျမှအဲ့ဒီကကိုယ့်ရဲ့နှလုံးသားထဲရောက်လာတဲ့အခါကျမှအဲ့ဒီနှုတ်ကပတ်တော်ဆိုင်တဲ့အရာတွေကအတက်တာထဲမှာနေရာရရှိပြီးတော့ပုံသဏ္ဍာန်ပြောင်းလဲခြင်းတွေရရှိမှာဖြစ်ပါတယ်။အဲဒါကြောင့်ချစ်တော်မိတ်ဆွေများဒီလိုရလှပါတဲ့စိတ်နှလုံးသားဘာတွေနေရာပေးလဲ။အချို့လူတွေအာနှလုံးသားကပက်ကွဲထွက်လာမကောင်းတဲ့စကားတွေအတင်းဖြစ်စကားတွေ ။အိုးအဲ့လိုမျိုးပေါ့နော်။ဒါတွေကဘယ်ကလာကလေး။ကြားတယ်ညင်းတယ်။ဒါတွေကမှားယွင်းနဲ့အမှိုက်တရိုက်တွေဖြစ်ပါလေ။ဒါကြောင့်တခိယေရှုကနှုတ်ကပတ်တော်တင်တင်ထားပါလေ။ကျွန်တော်တို့ရဲ့နှလုံးသား။ကောင်းသောမြေကောင်းသောအသီးရတီးလာဖို့ရတယ်။နှုတ်ကပတ်တော်ကိုပဲဆွဲလန်းဖျောက်မြတ်မောက်ပြုဖို့ဖြစ်ပါလေ။ခွတ်တော်နဲ့ဆိုင်သောအရာတွေမြန်မြန်နှလုံးသားထဲမှာနေရာပေးလိုက်အတ္တတာပြောင်းနေခြင်းဒါမှ